မင်္ဂလာပါဗျာအားလုံးကျန်းမာပါစေချမ်းသာပါစေနော်ဘိုင်ယံကိုမျက်နှာမြင်ဘိုင်ယံကိုတကြောင်လုံးအားလုံးပျော်ရွှင်ပါစေကျောင်းကိုဘိုင်ကြီးစုမုံကောင်တောင်းပါတယ်ဒီနေ့က၈ရက်၈ရက်၅လ2025ပေါ့နော်음စေးကျောင်းရလေးတွေကိုဘိုင်ကြီးပြောပြမယ်ဆိုဒီရခိုင်ဘက်က အဲဆိုလို့ရှင်ကြောက်ပြမျိုးနဲ့မှာဆိုလို့ရှင်မင်းတက်တောင်မှာပွဲကားနေတယ်ပွဲကားတော့ကြံ့ကြံ့တန်းတန်းပွဲကားလာရှိတယ်အဲ့မှာလည်းအေအေဒီကတိတ်ဆုံးမှုဓာတ်ပေါ်တီတွေတော်တော်များများကိုတွေ့ရတာရှိတယ်နော်ဒီလက်ခမောက်ကြေးရမှာဆိုတော့အေရဲ့စကန်ကုန်းကိုဝင်ပြီးတော့ဖစ်တီထုပြတာအေရာနဲ့ချီလောက်သွားတယ်လို့ကျွန်တော်တို့ တွေ့ရှိရတာတွေ့တယ်။နောက်တော့ရဲတိုင်း31အနီးမှာရှိတဲ့ညဝတီကိုလာရောက်ပြစ်ခတ်တဲ့အေဒီလည်းတော်တော်များများအဆုံးမခံလန်းတာရှိတယ်။ပြားတဲ့ရွာအနီးနားမှာပြားတဲ့ရွာအနီးနားမှာရှိတဲ့အေစခန်းကုန်းကိုတက်မလို့ဝင်းအောင်စီနေပြီးတိမ့်ပတ်လိုက်တာရှိတယ်။အေဘက်မှာလည်းတက်မလို့ရဲ့အတာစည်းတွေအခုရရှိနေတာရှိတယ်။အဲညီကိုကြီးရဲ့လှုပ်ဆောင်ပေးမှုနဲ့အောင်းဝါရှိတဲ့ရရှိစစ်တီတွေရဲ့စ조사အားထုတ်မှုသူရဲကောင်းဆန်မှုတွေကြောင့်ဒီလိုမျိုးအောင်းဝဲတွေတောက်လျှောက်ရနေတာဖြစ်တယ်။တက်မလို့တက်တက်လုံး တမန်ဝဲတိုက်ဝဲဒီအားလုံးဒီအဓိကရဲ့ထိပ်ပိုင်းကောင်းဆောင်တာမှာတာဝန်ရှိတာဖြစ်တယ်ထိပ်ပိုင်းကောင်းဆောင်ညွန်ကြားမှုကောင်းရင်အောက်မှာချက်ချင်းကိုဖြစ်တာရှိတယ်မဖြစ်ကြအောင်ဟိတ်ဆိုတာနဲ့တိတ်သွားလိမ့်မယ်အောက်ကစွမ်းဆောင်ရည်တွေတအားကောင်းတဲ့အပေါ်ပိုင်းကိုသာလေနိုင်ငံရေးလူမှုရေးစီးပွားရေးပြည်ပခတ်ဒါနိုင်ငံတကာရေးတွေနဲ့ကြီးကြိုက်ပြီးအပေါ်ကလည်းပြီးညွန်ကြားချက်တွေလာနေရတာဖြစ်တဲ့အတွက်ဒီတိုက်ရတဲ့နေမှာအောက်ခြေစစ်တီတွေအားများတာကိုတွေ့ရတယ်အောက်ခြေစစ်တီတွေရဲစွမ်းတပ်တွေကကြောက်ခမန်းလေးတွေကိုလည်းတွေ့ရတယ်နော် ပြီးတော့ညီမလူမျိုးတွေတအားယူတုံးကြတယ်တအားယူတုံးကြတယ်တုံးကြတဲ့ဟာမှာမတုံးကြဖို့ပြောခြင်းနဲ့ပြည်သူလူစုเนาะမတုံးကြဖို့ပြောခြင်းနဲ့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကနိုင်ငံကြီးနဲ့နိုင်ငံကြီးဂျားထဲမှာရှိနေတယ်ချမ်းပြည်ဘက်မှာဆိုလို့ချင်းဒါ MNDA တို့ဟာလားဝါတို့ဒီပလန်အွန်နင်းတို့ဒါထောက်ပံ့ပေးနေတဲ့သူတို့ရဲ့ group ရှိတယ်။နောက်ဒီဘက်ကြလို့ချင်း AA တို့ဟာလား KIA တို့ KNU တို့ကိုထောက်ပံ့ပေးနေတာ ရှိတယ်။အဲတော့အဲ့နိုင်ငံကြီးနဲ့နိုင်ငံကဒါကိုခွဲခြမ်း ဖို့အတွက်ကိုဒါဖြစ်လာတဲ့အနေနေလို့သာသူတို့အင်အားကြီးနှစ်နိုင်ငံရဲ့ တိုက်ခိုက်မှုဂျားထဲမှာမှာဒီဘက်ကမြန်မာလူမျိုးတွေကလည်းအစိတ်စိတ်မှာမှာကွဲပြားသွားလိမ့်မယ်။နောက်အခုပြည်သူတွေတော်တော်များများနိုင်ငံထဲမှာရှိတဲ့ပြည်သူတွေကစိတ်အဆိုးရအောင်စန့်ကျင်ဖို့ဆိုတော့ဟာခေါင်းစဉ်အောက်ကိုတည်ပြီးလိုက်ပြီးတော့မှဒီလူမျိုးတွေကိုဖျက်ဆီးပြစ်တာရှိတယ်။အဲ့ဒါလေပြည်သူတွေအတိတ်တရားနဲ့တတိယတရားရှိဖို့လိုချင်တဲ့စိတ်အဆိုးရဆိုတာကမကြခင်မှာသူတို့ကရွေးကောက်ဝဲလှုပ်ပေးမှဖြစ်တာကိုအတိတ်တရားနဲ့တတိယတရားရှိဖို့လိုတယ်။ဆက်လက်တိုက်ခိုက်နေတယ်ဆိုတာနိုင်ငံကြီးနဲ့နိုင်ငံရင်အားပြိုင်မှုသာဖြစ်တယ်။ပင်လယ်ထပ်ပေါက်ကိုလိုချင်တဲ့ပုံကနဲ့ပင်လယ်ထပ်ပေါက်ကိုပိတ်ချင်တဲ့ပုံကတွေကရခိုင်မ ောက်မှအရန်ကိုဒုက္ခပေးနေတာရှိတယ်။အဲ့တော့တမ်းမတော်ဘက်ကလည်းနှင်းနှင်းတတန်နဲ့လှုပ်ဆောင်နေရတာတည်းရှိတယ်။နော်အဲ့ဒါလေးတွေကိုတိုင်းသူပြည်သားတွေနိုင်ငံသူနိုင်ငံသားတွေသိရှိစေချင်တယ်။ဒါပိုင်ရဲကအဲဟိုတဥဒါစီတဥဒါစီမရှိဘူး။အကျန်းဖက်ကိုအားပေးနေတဲ့ညီကောင်မောင်နှမတွေကိုဒါကိုအတိတရားလေးနဲ့တတိတရားရှိစေချင်လို့ပြောတာပါစစ်ကောင်စီကိုမကျေနပ်ရင်ပဲဖြစ်ဖြစ်တပ်မတော်ကိုမထောက်ခံရင်ပဲဖြစ်ဖြစ်ရပါတယ်နိုင်ငံဖြတ်စည်းလို့တော့မရအောင် ်နော်ဒါလည်းနိုင်ငံပြည်စည်းသွားလိမ့်မယ်ဒါကိုတက်မလို့ကာကွယ်ရေးဦးစီးချုပ်ကြီးကလည်းပဲတကယ်ကိုဉာဏ်ပညာအမျိုးမြင်ကြီးမားစွာနဲ့ထိမ့်သိမ့်သိမ့်သိမ့်လှုပ်ဆောင်နေတာကိုတွေ့ရပါတယ်ကျွန်တော်တို့လည်းအားမရပါဘူးပေးဆက်တဲ့ရဲဘော်တွေလည်းပေးဆက်ကြရပါတယ်ဒါညောင်နိုင်ငံဗကရီရှိတရားတော့နော်မိပြတ်သွားပြီအဲ့တော့ပြောချင်တာကအဲဟိုနေ့ တက်မလောက်ကိုမထောက်ခံလို့ရတယ်တက်မလောက်မထောက်ခံလို့ရနိုင်ငံကြီးတော့မထောက်ခံလို့မရပါဘူးเนาะအဲ့ဒါလေးပြောကြနိုင်ငံကြီးပြည့်စီးပွားပြီဆိုတော့ကျွန်တော်ဒီထဲမှာချီတည်တဲ့ညီကောင်မောင်နှမတွေအားလုံးကပဲကစင်ငယ်ရည်တွေနဲ့မိမိတို့ရှာဖွေထားတဲ့စီးပွားဥစ္စာတွေလည်းပြည့်စီမယ်ဘဝကြီးလည်းအတူတူပြည့်ကြလိမ့်မယ်ဒါကိုပိုင်ရဲခိုးတို့ကတူတင်ဒါအလုံးကိုသိရှိအောင်ပြောတာဖြစ်တယ်အဲ့တည်းမှာမှာအနီလူဘက်ကလည်းပိုင်းကိုမုန်းချင်မုန်းလိမ့်မယ်ဆဲချင်ဆဲလိမ့်မယ်ဒါပေမဲ့အဲ့လိုပဲအစဲခန့်အမုန်းခန့်အချင်းချောက်ခန့်ပြီးတော့ တိုင်းပြည်မပျက်စီးအောင်ပြောရမှာကပိုင်ရဲကိုလိုရဲ့ဟိုရင်ထဲကလာတဲ့နှလုံးသားထဲကလာတဲ့တာဝန်ဖြစ်တယ်လို့သတ်မှတ်ထားတယ်နော်အဲ့အလေးတော့တီးဖို့လိုတဲ့မနေ့ကဆိုလို့ရှိရင်ဒါကျွန်တော်တို့ကမွန်ထော်ရွာဘက်မှာဒါဗစ်တီထူတယ်နော်ဒါကျွန်တော်မနေ့ကဟိုပိုင်ရဲကိုအကောင့်အနေနဲ့မှာကျွန်တော်ဒါချက်ချင်းထူထူချင်းမှာကျွန်တော်တင်ပြပေးတာရှိတယ် ဒါလည်းကြောင့်ဒီဟာကြတော့စီရဲအကြောင်းရတဲ့စုပေါင်းပြီးတော့တင်ပေးတာရှိတယ်။ဟိုမှာကြတော့တကန်ချင်းဖြစ်လာတာကိုနှင်းစဉ်အချိန်နဲ့တပြေးညီတင်ပေးမှရှိတယ်။အဲ့ဒါကျွန်တော်အခုပြထားတဲ့ပိုင်ရဲကိုဆိုတဲ့အကောင့်အဲ့ဒီမှာတော့ကျွန်တော်တေးရုပ်ဆောင်နဲ့ပဲတင်ပေးမယ်။ဒီနေ့ဘယ်လိုလုပ်သွားဘယ်လိုလုပ်သွားဆိုတဲ့အကြောင်းလေးပေါ့နော်။ဒီအကောင့်ကတော့ဒါတရင်အရှိလိုက်ကိုကျွန်တော်ပြောပေးမှရှိတယ်။အဲ့ဒီကျွန်တော်တို့၆မျိုးနဲ့မှာရှိကမောထော်ရွာဆိုတာကအဲ့ဒီရွာကပြူစောတီးဆိုတာကတမန်တော်ဘက်ကိုထောက်ခံတဲ့ရွာ။အဲ့ဒီပတ်ချလဲအားလုံးကအကျန်းဖက်ပီဒီရဲ့အကျန်းဖက်တီရဲ့ရွာ။ เนาะအကျန်းဖက်တဲ့ရွာအဲ့ဒီကမောတော်ရွာမှာရှိတဲ့ပြည်သူစစ်တွေအကုန်လုံးငတ်တာကြားလာပြီဘယ်နှစ်နှစ်လောက်ရှိလဲနှစ်နှစ်လောက်ရှိနေသူတို့ငတ်တာဘာဖြစ်လို့ဆိုတော့ရွာပြင်ထွက်လို့မရအောင်တနန်းနဲ့ပြစ်တာစနိုက်ပါနဲ့ထောက်တာလားနွားကြောင်းတာမဖြစ်ပါဘဲထွက်တော့ကြောင်းလို့မရအောင်နွားတော့နွားလမ်းပြစ်တာအဲ့လိုမျိုးရှိတယ် နော်အဲ့တော့အခုမှဒါတက်မတော်ကလှုပ်ဆောင်လိုက်တာရှိတယ်မင်းကပါမတော်ဆက်တက်လေးဒီဒီနဲ့လဲအဲ့ရွာလေးကိုပြက်တယ်အမှန်တကယ်ဒီတက်စော်ပြီးအခုလည်းနောက်မကြပါဘူးဒီရလေးကိုဂယုတဆိုင်အာယုံတဆိုင်ဒီနဲ့တေးသေးချာချာလေးကိုဒီရက်ပိုင်တွင်းနေမှာတေးကြအဲ့ရွာနေမှာအချမ်းဖက်ရွာလေးအကုန်လုံးအချမ်းဖက်ရှိတဲ့ဂုံးနေဖျားဂုံးဘက်ကိုသွားပြီးလို့ချင်းဒီဘက်နောက်ဆုတ်သွားတယ်ပြီးလို့ချင်းပြန်လာတယ်ပြန်ချမ်းပြန်စစ်တက်ရှိနေတဲ့ချိန်လာလို့တဲ့အချိန်ပဲရှိတယ်အဲ့ဒီကြော်လေးဆိုလို့ချင်းဒါပြီးသူစစ်တွေဆိုလို့ချင်းတချို့လာစားလိုက်တော့မရတော့ကြားလိုက်ကြပြီး ငတ်ပြတ်နေတာလည်းတော်တော်ကြပြီတစ်ဥဖစ်တစ်ဝင်နေပါလေဝါးပင်နေတွေလည်းသွားခုတ်မရဒီကောင်းကြီးရဲ့မမြင်တဲ့အခြေချာမှာထထလောက်ရတာမျိုးရှိတယ်အဲ့တော့အစားတောက်တွေလည်းငတ်နေတဲ့နေရာအဲ့နေရာကမောထော်ရွာဆိုတာတော်တော်ကြီးကိုဟိုဒုက္ခဒုက္ခရောက်နေတဲ့ရွာဒီလိုမျိုးသွားပြီးတော့တတ်မနော်ရှင်းလင်းပေးတယ်ဆိုတော့ဒါတော်တော်ဝမ်းသာစရာဖြစ်တယ်အဲ့ဒီရွာလည်းဟို PDF တွေဘက်ကိုပဲအလံပြူထောင်းမလို့တတ်မနော်ဘက်က ဟိုပဲနေရမလို့ PDF ပဲပြန်ဝင်ရမလို့ဖြစ်နေတယ်ဇဝေဇဝါရွာဖြစ်နေတာအဲကမွန်တော့ရွာဆိုတာနော်အဲ့ဒါပိုင်တို့အစောကြီးကတိပါလေအခုသွားလုပ်တဲ့အတွက်လည်းဒါဝန်တာ PDF ဖြစ်တယ်လို့ပဲပြောမှာနော်တပုဒ်တာစီတုံးတာစီတော့မရှိပါဘူးမနေ့ကဖေးသုံးနေကျဲလိုက်တာတော့ဒါပိုင်ဟိုပိုင်ကိုကောင်းပြောပေးထားပါလေဒီမောင်ကြောက်တောင်ကြီးရောင်းနဲ့ရာစင်ကြီးရမှာလည်းမနေ့ကခင်ဦးဘက်မှာအမဖေးထုတာရှိတယ်အဲ့မှာဆိုလို့ရှိရင်ဒီမောင်ကြောက်တောင်စာတင်ရောင်းတော့မှရှိတယ်အကျန်းဖက်တွေကိုဒါတောက်လျှောက်ရှင်းလင်းမလိုက်တာရှိတယ်နော် ပြီးတော့လေ့ကျင့်ရှေ့ရလဲဒါလက်နက်ကြီးတွေနဲ့ကောင်းကောင်းတို့ပြီးရှင်းနေတော့မင်းကအကြမ်းဖက်တွေတော်တော်များများတည်တယ်တော်တော်များများကိုဖြစ်တယ်။နောက်ကျွန်တော်ကသူများတွေတည်တယ်ကြည်တာကိုပြောတယ်ဆိုလို့ရှိရင်ဝန်သားအရာဖြစ်မှာဆိုလို့ကျွန်တော်မပြောတော့ပါဘူး။နောက်တစ်ခုကျွန်တော်ထပ်ပြောကောင်းနေမှာလဲရှောက်ဝင့်ထန်ရွာထဲမှာဆိုလို့ရွာမှာဆိုလို့ရှိရင်ဒါ V2 တာတော်တော်ကြမ်းကြမ်းတမ်းတူတယ်။အကြမ်းဖက်တွေတည်တည်ပြက်စီးတာများတယ်နော်။နောက်တစ်ခုဗမော်ဆိုလို့ရှိရင်လည်းအမုံဆွဲနေတဲ့ဒီမင်းကောင်စကြောင်းကြီးကတော်တော်ကြီးကိုစိုက်ပါလေရောဘာလဲညာလဲရော drone တွေရော လေချောင်းတွေရောတောက်ဆောက်ပစ်ကူစစ်ကူတွေကလည်းပို့ထားတာဆိုတော့ဒီကောင်းတွေမြို့ထဲမှာပထမရှိနေတဲ့သူတွေမြို့ပြင်ကအကုန်ထွက်ကုန်ကြပြီမြို့ပြင်ကထွက်ကုန်ကြပြီတော်တော်ကြီးကိုလည်းပွဲရကောင်းတယ် main ကျောင်းတော့ပါဆိုတော်တော်ကောင်းတယ်အဲ့နေရာလေတောင်တော်ရဲ့အတားစီပဲပြီးတော့ ARV တိုင်းပဲမြင်းလူကျောင်းလာပါလားအဲ့မှာရှိတဲ့ကျွင်းတွေဒူးနေတယ်ဆိုတော့နေရာနေမှာမနေ့ကတက်လာတယ်တက်လာတဲ့အချိန်မှာတောင်တော်အိုက်တက်တဲ့ပဲပေါင်းချလိုက်တော့အဲ့မှာ80 80တရားကြော်ကြော်လောက်ဖြစ်မှတဲ့ ARV မြင်းထဲကိုမျောတာအာဒါကြောက်စရာကြီးတွေးနေရတာ ါဘိုင်းလို့လည်းစိတ်မကောင်းပါဘူးပျော်လို့ပြောနေတာမဟုတ်ဘူးအဲ့ဒါရှင်းပြောရင်တိုင်းကြီးမှာနစ်နာတာဒီပဲနော် PDF တွေလည်းသူတို့တွေလည်း PDF တွေတချို့ကြောက်လည်းထွက်ပြေးကြပြီသူတို့လုံးဝမတိုက်ပြီးတော့အဲ့မှာနည်းနည်းပါရှိတာ AED ပြန်ဖြစ်နေ PDF တွေကလည်းပဲသူတို့ကတက်ဆိုတော့ဗမာလိုပြောပြီးစုပ်ဆိုတော့သူတို့ရခိုင်ရခိုင်လို့ပြောတယ်ကချင်ကကချင်လို့ပြောတယ်ဗမာတွေကတည်ပြီးဘို့အဲ့ဒီမှာအကုန်ဒုက္ခရောက်ကုန်ကြတာဖြစ်တယ်။အဲ့တော့သူကလည်းသူတို့တချို့ပြန်ပြေးကြတာရှိတယ်။တချို့ကတော့အဲကြံခဲ့တာပေါ့။သူတို့ရဲ့အဲ့မှာနေတဲ့သူတွေကတော့သူတို့ ွားလို့မရအောင်လေသူတို့မိမိမလေးပါညာလေးအကြက်ကြိုင်တာဆိုတော့အဲ့လိုမျိုးလည်းရှိတယ်နော်။နောက်ဒီကျွန်တော်တို့မိုးပြန်မှာဆိုလည်းဆက်စကန်းကုန်းတွေတိမ်တာလည်းနောက်ချုံမှာဆိုလည်းမနေ့ကဆက်စကန်းကုန်းတွေတိတ်ပိုက်လို့ရရှိတာရှိတယ်။အဲဒီဘုံကြောင့်မူကြီးဦးမင်းလာတော့ဦးမင်းအွန်လိုင်းရတော့ယနေ့ဆိုလို့ရှိရင်မနေ့ကဆိုရုရှားရုရှားကိုထွက်သွားတာနေရောက်ရှိပြီပေါ့ဗျာမော်စကိုမှာဒါ နိုင်ငံကြီး25 28နိုင်ငံလောက်ရှိမှတဲ့အဲ့ဒီတမရိုင်းနဲ့ဒန်တို့ကြီးတွေထိုင်ကြမှာပေါ့ဟိုကတစ်ဖက်ကတော့လောင်နေကြတာအဲဘာပဲညာပဲတရား UKN ဇလန်စကီကလုံချိုးကြီးတစ်ဖက်ကတော့သူတာဟာကျွန်တာသူဟိုဦးမင်းအောင်လိုင်းကြီးတော့တစ်ဖက်ကတော့တော်တော်ချစ်ကြတယ်ထင်တယ်အမြဲတမ်းလို့လို့သူ့ပဲနာမည်တက်တာကျန်တဲ့လူတွေတိတ်မထားဘူးလေပြောတော့အချစ်ခံပုံကိုကြီးဖြစ်လိမ့်မယ်နော်အဲတောင်းတော်ကိုမချူးမချူးတော့ပြောတယ်ဟိုဘက်ကအဲဟိုဘက်ကိုရောက်ရှိသွားတဲ့သူတွေကဘာကြေလဲဆိုသူတို့တချို့ဆိုပါလဲ ဘူကြီးအရှင်နဲ့သူတို့ဟိုဘက်ကိုစီဒီယံလောက်တာကြီးပါညာရှိတာရနေ့ချိန်ဒီသူဘူကြီးဆိုတဲ့နာမည်ကမဖြုတ်သေးအဲ့ဒါကကိုကတမန်တော်ကိုချင့်မချင့်တမန်တော်ရဲ့အနိဒါဘာဆိုတာသူတို့ကိုသူတို့ရင်ထဲမှာရှိနေတာဆိုဒါကျွန်တော်တို့ကြားသိနေရတာဖြစ်တဲ့အတွက်ဝမ်းသာပီတိဖြစ်ပါတယ်ဗျာတချို့ဆိုပါလဲဘူကြီးနာမည်ကိုလုံးဝမဖြုတ်သေးတာနော်ကိုယ်နာမည်ကဗျာဘလူဆိုဘလူပေါ့အဲ့လိုမဟုတ်အမေဘူကြီးဘသူဆိုအဲ့ဒါမျိုးလာတာအဲ့ဒါအခြေခြေပြောလို့စေတခါစစ်သားဖြစ်ဘူးကန်တည်တဲ့ဒီစစ်သားဆိုတာမှန်ကန်ပါလေတမန်တော်အေးကြပါစေတိုက်ပွဲတွေလည်းအများဆုံးအောင်မြင်ကြပါစေဗျာ အဲကျွန်တော်ကိုဒါကန်ဆမ်းမဲကိုဝယ်ပေးတဲ့နော်မြောက်တကုံကအမ10ဆောင်လောက်ဝယ်ပေးတယ်နောက်ဘုံကြီးမျိုးဆောင်က10ဆောင်ဝယ်ပေးတယ်မန္တလေးကအကိုတယောက်က10ဆောင်ဝယ်ပေးတယ်အဲ့ဒါနဲ့လှူဖို့လို့ကျွန်တော်ပြောသားပြီးသားပါနော်အခုဒီကြားလည်းနှစ်ရက်ပဲရှိတော့တယ်အဲကျန်တဲ့အဆောင်လေးတွေကိုဝယ်ယူရင်းနဲ့အဲကျွန်တော်လူတန်းမဲ့တယ်ဟိုပါသမီဖြည့်ပေးပါအောင်လို့ပြောတင်ပါတယ်ဒီကန်ဆမ်းမဲကိုတော့3 9 6 8 5 3 3 4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  ဒီရတဲ့ကျွန်တော်ကိုလိုရတဲ့လောက်ပဲပေါ့အကြံနာတော့ကျွန်တော်ဟိုဆယ်သိန်းတူမှာဆိုတော့ကျွန်တော်ပစံနေရပဲကျွန်တော်အဲလူပါလူပါပေါ့နော်အဲလိုမျိုးဖြည့်စည်းပြီးတဲ့ခါကျတော့ကျွန်တော်တက်လဲအစီအပြေသွားနိုင်ပါလေလို့ပြောနေပဲအားလုံးကျမ်းပါပါစေချမ်းသာပါစေကျွန်တော်တို့တွေကဘသူရဲ့အကူအညီဘသူရဲ့အထောက်အပံ့နိုင်ငံတော်မှာရှိနေတဲ့ဟိုအခုတက်မလို့ကလာကျွန်တော်တို့ကနိုင်ငံတော်မလို့ထောက်ခံတာဖြစ်တယ်အဲ့ဒီကအကျိုးမြတ်တဲ့ဆုံးတရားဘာတစ်ခုမှလည်းငါးပြားဆယ်ပြားလောက်ကျွန်တော်တို့ယူထားတာမရှိပါဘူးညာကျွန်တော်တို့ကကျွန်တော်တို့က site ထုတ်